ရတဲ့အားလုံးပဲမင်္ဂလာပါရှင်။မင်္ဂလာခေတ္တမှာပြန်လည်ကြိုဆိုလိုက်ပါရှင်။ကျမတို့ channel ကနေနေစဉ်ပြည်တွင်ဖြစ်ပါတဲ့များတော်ရည်တဲ့များနဲ့နောက်ဆုံးရတဲ့များကိုအချိန်နဲ့တပင်းညစာတင်တင်ဆက်ပေးမှာဖြစ်ပါရှင်။ ရခုပရမောစွာစတင်တင်ဆက်ပေးမယ့်သတင်းကြောင်းလည်းကတော့ထော်ဆန်စုကြည်ကိုဖမ်းဆီးလိုက်ခြင်းကြောင့်နိုင်ငံရေးတွင်အမျိုးသမီးများပါဝင်မှုအရှိန်အဟုန်ကိုပြောင်းပြန်ဖြစ်စေခဲ့ကြောင်းကုလတွေဆွေးနွေးတယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါရယ်မြန်မာဒီမိုကရေစီကောင်ဆောင်ထော်ဆန်စုကြည်ကိုဖမ်းဆီးထားခြင်းကြောင်းဒီမိုကရေစီဖြစ်စဉ်များရပ်တန့်ခဲ့ကြောင်းကုလသမဂ္ဂအရေးချုပ်တွေကျင်းပတဲ့ကြားမှဒန်တူညီများချင်းဆိုင်ရာလွတ်တော်အစည်းအဝေးသို့နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဒေါ်မြတ်တီတာချွန်ကတက်ရောက်ပြောကြားခဲ့တဲ့ဖြစ်ပါရယ်အမေရိကန်နိုင်ငံနယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင်မတ်လ17ရက်နေ့တိုင်းနိုင်ငံတကာပါလီမန်များအဖွဲ့ IPU နဲ့ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ UN Women တို့ကပူးပေါင်းကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာလွတ်တော်အစည်းအဝေးတို့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီအဖွဲ့ဝင်နိုင်ငံတကာဆက်ဆံရေးကော်မတီအဥက္ကဋ္ဌဒေါ်မြတ်အတီတာထွန်းကတွားရောက်ပြီးတော့တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မင်းလိုက်ဥဆောင်ခဲ့တဲ့အကြံပေးစစ်တပ်ကအာနာသိယူခင်ချင်းကလွတ်တော်အဆောက်အအုံကိုသာသိမ်းနိုင်ခဲ့ပြီးပြည်သူဆန္ဒကိုအခြေပြုတဲ့စစ်မှန်တဲ့အာနာကိုသိယူနိုင်ခဲ့ခြင်းမရှိတာကြောင့်သူမအနေနဲ့ဒီကနေ့အစည်းအဝေးတွင်ရှိနေခြင်းဖြစ်ကြောင်းဥက္ကဋ္ဌအတော်များတည်တာချောင်းထောက်ပြထားဖြစ်ပါရယ်။ ၎င်းအပြင်2021ခုနှစ်စစ်အာဏာသိမ်းမှုဟာမြန်မာဒီမိုကရေစီကောင်ဆောင်ထံဆန်စုကြည်အပေါင်းဝင်ရွေးကောက်ခံကောင်ဆောင်များကိုဖမ်းဆီးခဲ့ပြီးဒီမိုကရေစီဖြစ်စဉ်များအားလုံးကိုရပ်တန့်စေခဲ့ပါကြောင်းအမျိုးသမီးများနိုင်ငံရေးတွေပါဝင်မှုအခြေအဟောကိုပြောင်းပြန်ဖြစ်စေခဲ့ပါကြောင်းစစ်တပ်ရဲ့အမျိုးသမီးကောင်ဆောင်များတက်ကြွလှုပ်ရှားသူများနဲ့အဖွဲ့အစည်းဦးဆောင်သူများကိုရပ်တန့်စေကြားကြားမအခြေပြုအကြံဖက်မှုများကိုတုံ့ပြန်စေခဲ့ပြီးဆုံးဖြတ်ချက်ပြုမှုကဏ္ဍတွင်အမျိုးသမီးများရဲ့အတန်များကိုတိုက်စစ်စေခဲ့ပါကြောင်း ထို့ပြင်အမျိုးသမီးများနိုင်ငံရေးတွင်ပါဝင်မှုအမျိုးသမီးဦးဆောင်လှုပ်ရှားမှုဂျာမန်တန်တူညီမြောက်မှုကိုကန့်တာတားဆီးခဲ့ပြီးဖြစ်ပါကြောင်းထပ်တွင်ဆွေးနွေးခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်အမျိုးသားနိုင်ငံရေးအမျိုးသမီးနိုင်ငံရေးအကျဉ်းချခံရသူများလူမျိုးရေးအခြေခံလူအခွင့်အရေးနှင့်အဖိနှင့်အကြံဖက်ခံရတဲ့အမျိုးသမီးကောင်းဆောင်များကိုပံ့ပိုးကူညီပေးရေးအမျိုးသမီးများရဲ့နိုင်ငံရေးအခွင့်အလမ်းများကို ကာကွယ်ပေးနိုင်ရေးတို့ကိုအတူတကွလှုံ့ဆော်ပေးကြရတဲ့အစည်းအဝေးတွင်နိုင်ငံတကာဆက်စပ်ရေးကော်မတီဥက္ကဋ္ဌဒေါမြတီတာထွန်းကတိုက်တွန်းခဲ့တယ်လို့သိရပါဗျာ။ ထိုစီဝေကိုကမ္ဘာနိုင်ငံများကလွတ်တော်ကိုယ်စားလှယ်များနဲ့နိုင်ငံတကာအစည်းအဝေးများပါဝင်တက်ရောက်ခင်ကြပြီးဘေကျင်းကျင်းညာချက်နှစ်30ပြည့်အထိမ်းအမှတ်ဖြင့်ဘေကျင်းကျင်းညာချက်နဲ့အကောင်အထည်ဖော်ဆောင်ရွက်မှုကိုမြင့်တင်ခြင်းမှာလွတ်တော်များရဲ့အခမ်းအနားကိုတော့တုံးတက်ဖို့ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီးဂျာမန်တန်တူရင်းနဲ့အမျိုးသမီးများကိုနိုင်ငံရေးတွင်ပါဝင်မှုကိုမြင့်တင်နိုင်ရန်လွတ်တော်ကဏ္ဍကဆောင်ရွက်သင့်များဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့မိုးပြဲတွင်အင်အားသုံးထိုးစစ်ဆင်လာသောစစ်တကောတော်လိုင်းတစ်ခွများကတက္ကမိုးစစ်သား15ဦးတေဆုံးခဲ့ပြီးလက်နက်ကိုလည်းအရရှိပြီးစစ်ကောင်စစ်တပ်များပြန်လည်ဆုတ်ခွာသွားတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြမှာဖြစ်ပါရှင်။ရှမ်ပီနယ်နဲ့ဂရင်းနီပြည်နယ်အစပ်မိုးပြဲတွင်အင်အားသုံးထိုးစစ်ဆင်လာတဲ့စစ်တကောတော်လိုင်းတများကပြန်လည်တိုက်ခိုက်ခဲ့ရပြီးစစ်သား15ဦးတေဆုံးခဲ့ပြီးလက်နက်ကိုလည်းအရရှိခဲ့ကစစ်ကောင်စစ်တပ်များပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း KNDF ကသတင်းထုတ်ပြန်ထားတဲ့ဖြစ်ပါရှင်။မဆလာ17ရက်နေ့ စ်ကောင်စစ်တပ်ကဒရုန်းလက်နက်ကြီးများအလွန်အကျွံ့အုံပြုကအထူးဆက်ဆက်တိုက်ခိုက်မှုကြောင့်ရှေ့တိုင်းကင်းနေရာတချို့တက်ဆုတ်ပေးခဲ့ရကြောင်းမတ်လ၁၄ရက်နေ့တွင်တော်လရင်အားစုများကပြန်လည်ထူးဆက်ဆက်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စစ်တပ်ဖက်ကနေအ ਨੇ ဆုံးစစ်သား55ဦးသေဆုံးခဲ့ပြီးဒဏ်ရာအများအပြားရရှိကပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်းတိုက်ပွဲအတွင်းမှာရန်တူလက်နက်ကိုလည်းဆက်ဆက်ပစ်စည်းများတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါသည်။ တိုင်ပွဲများအတွင်းမှာတော်လိုင်းအာစုများဖက်မှ KNDL ရဲဘော်တို့မြင့်မြတ်စွာကြာရှုံးခဲ့ပြီးမိုးပြဲတိုက်ပွဲတွင်အကြံပေးစစ်ကောင်စီဖက်မှတန်းငွေဘုံများပြစ်ခတ်ခြင်းနဲ့မီးလောင်ဘုံများအုံပြူတက်ခတ်ခြင်းကြောင့်မီးလောင်ဘုံများအုံပြူတက်ခတ်မှုကြောင့်မတ်လအတွင်းမှာမိုးပြဲမြို့ပေါ်ရက်ွက်များအတွင်နေအနေဆုံး15လုံးနဲ့အထက်မီးလောင်ပျက်စီးခဲ့ရကြောင်းသိရှိရပါသည် 2020ခုနှစ်ဒီဇင်ဘာလမှစပြီးတော့ယနေ့အထိမိုးပြေကိုရရှိရအကြံပေးဆက်ကောင်စီကလူအင်အားနဲ့ဒရုန်းများလက်နက်များအားတောင်းလွန်စွာအသုံးပြု၍ထိုးစစ်ဆင်မှုကိုတော်နိုင်ရင်အားစုများဖြစ်ကြတဲ့ရှမ်းတောင်စစ်တပ်တခွဲအမတ်တပြုဟာဂရင်းနီအမျိုးသားများကကွယ်ရေးတပ်နဲ့တခြားတပ်ပေါင်းစုများကခုခံတွန်းလှန်လျက်ရှိနေကြောင်းသိရှိရပါသည်။ ။ဆက်လက်ပြီးတော့ရွှေဘုံမြို့မှာရိတ်ခါထုတ်ပြန်လာခဲ့တဲ့စစ်တပ်ကိုကြားပြတက္ကမိုးကားတစီနဲ့ဒက်စားစီဘုံများတိတ်စီရရှိပြီးကားအုံမြို့ရှုအရှင်းလင်းခဲ့တဲ့ဆိုတဲ့တရင်ကိုတက်စပင်းမှာဖြစ်ပါရှင်။စကိုင်းတိုင်းရွှေဘုံမြို့နဲ့အတွင်းရိတ်ခါထုတ်ပြီးပြန်လာခဲ့တဲ့အကြံပေးစကောင်စစ်တပ်သားများကိုကြားပြတိုက်ခိုက်ခဲ့ရတွင်ကားတစီနဲ့စားစီဘုံများတိတ်စီရရှိပြီးကားအုံမြို့ရှုအရှင်းလင်းခဲ့ကြောင်းရွှေဘုံမြို့နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကရှမ်းကုန်းခေတ္တတရင်ဌာနထပ်တော့ပြဆိုချဖြစ်ပါရယ်။ မတ်လ14ရက်နေ့မွန်လယ်3:40မိနစ်ခန့်တွင်ရွှေဘုံမြို့နယ်ဇီးဖြူကုန်းပြူစောတီရွာပယံပြူစောတီရွာနယ်ဇီးကုတ်လေး ပြူစောတိရွာမှာထွက်လာခွင်လာတဲ့စစ်ကောင်စစ်တပ်အင်အား9စက္ကန်ရွှေဘုံမြို့တွင်တို့ကားတော်စီဖြင့်ရိခါထုံရန်တွားရောက်စဉ်တော်ရဲတပ်ဖွဲ့ဝင်များကရွှေဘုံရေဦးလမ်းပိုင်းအရောက်တွင်စောက်ကြိုတိုက်ခတ်ခဲ့ကြောင်းသိရှိရပါသည်။ရင်တက်ခန့်မဟာဂျမန်နစ်မော်လယ်3:40မိနစ်ကနေညနေ4:45မိနစ်အထိကြာမြင့်ခဲ့ပြီးအကြံပေးစစ်ကောင်စစ်တပ်များလိုက်ပါလာတဲ့ကားတစီဟာလမ်းဘေးမြောင်းအတွင်းတို့ထူကြသွားခဲ့ကြောင်းစစ်သားများမှတပ်ပြက်ပြီးဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါသည်။ စစ်သားများထွက်ပြေးသွားပြီးရအောင်ရဲခါတင်ကားတစီနဲ့ကားပေါ်ပါတင်ဆောင်လာတဲ့စားစီပေးပါတလုံးနဲ့ဆဲကလန်ဝင်စားစီ6ပုဒ်လိုတင်စီရရှိခဲ့ကြောင်းစစ်ကောင်စီဖက်ကနေအခြေခံတည်ဆုံမှုရှိတော်လဲပဲအခြေအတွက်ကိုအတိပြုနိုင်ရှင်းမရှိကြောင်းတင်စီရရှိခဲ့တဲ့ကားမှာလမ်းဘေးများတွေ့တော့ထိုးကြတော်တော့ကြောင်းအလွဲတကူတည်ယူရှိပြောင်းနိုင်ရမလွယ်ကူရမီရှုအရှင်းနေခဲ့ကြောင်းသိရှိရပါတယ် စစ်ကွေနဲ့ပြူကွေးအင်အား90ကျော်ကရွှေဘူမြို့အတွင်းကိုကားသုံးစီးနဲ့ရိခါတော်ထုတ်ပြီးအပြန်ကိုစောက်ကြိုတိုက်ခိုက်ခဲ့တာကားတစ်စီးကတော့အလံပေမြောင်းထဲထိုးကျသွားပြီးစစ်ကွေတွေဖျို့ပြဲနဲ့ဆုတ်ခွာထွက်ပြေးသွားပါတယ်။ဇားစီပေပါပလုံနဲ့တဆယ်ကလံဝင်နဲ့ဇားစီ6ပုဒ်တို့ကိုတိုက်စီးရမိခဲ့ပါတယ်။လံပေမြောင်းအတွင်းသို့ထိုးကျသွားတဲ့ကားကအလွယ်တကူတက်ယူရွှေ့ပြောင်းဖို့ မလွယ်လို့မိရှုရှင်လလိုက်ရပါတယ်စစ်ခွေတွေထိခတ်အသေးဆုံးမှုများနိုင်ပါတယ်အခြေအတွက်ကိုတော့အတိမပြုနိုင်သေးဘူးဒီလထက်မှပဲကျွန်တော်တို့စစ်ခွေထောက်ဖို့ကားနဲ့ရှိပြီးမိရှုရှင်နေနိုင်ခဲ့တာဟုရေဘုံမြို့နယ်ပြည်သူ့ကော်ရဲ့အဖွဲ့မှတာဝန်ရှိသူတွေကပြောဆိုထားဖြစ်ပါတယ် အဆိုပါတိုက်ခတ်မှုကိုတော့ရွှေဘုံမြို့နယ်ပကဖတာဝခန့်ရဲ့ကုတ်ကံမှုဖြင့်ရွှေဘုံမြို့နယ်ပကဖတိုက်ခတ်ရဲ့အဖွဲ့ PDO မှဦးဆောင်တော့တိုက်နယ်ငါပကဖတိုက်ခတ်ရဲ့အဖွဲ့နဲ့ကလုံကြီးပကဖဘလူးညင်အောင်ပကဖလိုင်းလုံးနေအဖွဲ့ AK ပကဖတိုက်နယ်တင်း Golden Fusion ဖို့ပကဖ MC ပကဖတာကနာနဂါမင်းပကဖအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်စုကြည်ကိုစစ်တပ်ကဖမ်းဆီးပြီးပြစ်မှုတွေနဲ့ဆွဆွဲထောင်ဒဏ်ချမှတ်မှုခါဆိုလို့ရှင်2021ခုနှစ်ကတည်းကဆိုရင်ဒီကနေ့မှာတော့ရပ်ပေါင်း1500ကျော်ရှိလို့နေခဲ့ပြီးဖြစ်ပါရယ်2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာစစ်အာဏာသိမ်းမှုနဲ့အတူဖမ်းဆီးခံခဲ့ရတဲ့ဒေါက်ဆန်စုကြည်ကိုစကားစီကလူမျိုးကွဲကနေဖယ်ရှားခဲ့ရတဲ့ဖြစ်ပါရယ် ဒါပေမဲ့အာနာသိပြီး၃လအကြာမှာမေလာမှာတော့ဂျာဆန်စုချင်းနဲ့တမရအိုဝင်းမြင့်တို့နေပြည်တော်မှာတရားရင်ဆိုင်ကြတဲ့တရားဝင်တဲ့ကအခြေအနေကိုစစ်ကောင်စီကနိုင်ငံပိုင်မီဒီယာကနေတရင်ထုတ်ပြန်ခဲ့ရလဲဖြစ်ပါရယ်အဒီနောက်ပိုင်းစကောက်စီကဒေါ်ဆန်စုကြည်ကိုလူမြင်ကွင်းကိုခေါ်ထုတ်လာမျိုးလောဝမရှိတော့ပါဘူးအကြာရတင်ဆက်ပေးမှုကိုကျွန်မပဲခကြရနာကိုပြောပါရှင့် နောက်ထပ်ပြည်တွင်းပြည်ပသတင်းများတော်လည်ရေးသတင်းများနဲ့နောက်ဆုံးရသတင်းများနဲ့အတူပြန်လာပါမယ်ပရိသတ်များအောင်မယ်ရှင်ရန်ရှမ်းပြေကြပါစေရှင်